။အင်တာမီလန်ကတော့၎င်းတို့၏ခံစည်းစည်းကိုဖိုင်မှာသာထားရှိပြီးတိုင်မက် BHG ၏ဘောလုံးဆုံးရှုံးမှုများကိုစောင့်ရမာတီနက်နှင့်ဒူရန်တို့ဦးဆောင်သောပရီးမီယံလိတိုင်မက်တိုက်စစ်များဖြင့်တုံ့ပြန်ကစားပါလိမ့်မယ်။ PG နေဖြင့်ဘောလုံးဆုံးရှုံးပြီးနောက် transition ကာလတွင်ခန်းစစ်ကိုလင်းမြန်စွာပြန်လည်ဖွဲ့စည်းရန်အရေးကြီးပြီးအင်နာနေဖြင့် PG ဝင်လက်ကိုပြရားပေး၍ဘောလုံးပြန့်ဝင်မှုကိုနှောင့်ယှက်ရန်စူးစမ်းဖို့ရှိပါသည်။မပီမပါဝင်တော့ PG သည်စကင်ကလို့ တဝူချင်းတဲ့အတင်းလိုက်စုခွဲမှုပုံမှန်အကောင့်မှတီကိုတွေ့ရပါတယ်။သို့သောဝယ်ရရလက်ကိုတယောက်တည်းအဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားမျိုးလိုအပ်ချက်ရှိလာနိုင်ပါတယ်။အင်တာမီလန်ကတော့၎င်းတို့၏ခံမာသောခံစင်နှင့်ထိရောက်သောတမန်တိုက်စစ်ကိုအဓိကအားထားမှာဖြစ်ပါတယ်။၂၀25ချန်ပီယံလိဘောလုံးခွဲပြီး PSG ၏အတင်းလိုက်ကစားပုံနှင့်အရေးသွေးမြင်ကစားသမားများ၏ဖန်တီးမှုများနှင့်အင်တာမီလန်၏အစည်းအဝေးကြသောနှီးပြူဟာနှင့်ခံစစ်တမန်တိုက်စစ်ကြွမ်းကျင်မှုအကြားထိတိုက်တွေ့ဆုံမှုဖြစ်လာပါမယ်။ နှစ်သိန်းစလုံးဥယောဂကြီးအကြီးမြတ်ဆုံးစုဖလားကိုရယူလို့စိတ်ပြင်းပြနေကြပြီဘယ်တဲ့ကကွဲအပေါ်စိတ်ပန်းဆိုင်ရာဖီးယားကိုပုံမကန်တင်နိုင်မလဲဘယ်တဲ့က၎င်းတို့၏အားသာချက်များကိုပုံမတိတိယောက်ယောက်အသုံးချနိုင်မှာလေဘယ်တဲ့ကအမှားနဲ့ဆုံးကစားနိုင်မယ်ဆိုလို့ဒီကဘူလူဝဲ၏အဖြေကိုအဆုံးဖြတ်ပေးသွားမှာပါယူနီမျိုးကဒီဘူလူဝဲသည်တကယ့်ကိုကြည်ကောင်းပြီးကိုယ်နေကွယ်ကောင်းတကွယ်ဖြစ်လာမှာပါ။ဘယ်သိန်းချန်ပီယံဖြစ်မလဲဆိုတာကိုတော့ပိတ်သက်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝင်အောင်မျှဝေပေးကြပါဦး။